ဗမော်မြို့မှာတရုတ်နိုင်ငံကိုစံတင်ပို့မှုရာရီရဲဆဲထားတာကြောင့်လက်ကျန်စံတွေများနေပြီးစံတွေအပူလောင်သွားတယ်လို့စံကုန်သည်တွေထံကသိရပါဗျ။မြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းမှာရေလွှမ်းမှုမှုဖြစ်ပွားပြီးပြည်တွင်းမှာစံပြက်လက်မှုမရှိစေဖို့အတွက်နိုင်ငံသားကိုစံတင်ပို့မှုရာရီရဲဆဲထားတာကြောင့်တရုတ်ပြည်ကိုတင်ပို့မဲ့စံလက်ကျန်များနေပြီးတိုးလောင်စရာနေရာအခက်အခဲဖြစ်တာ တင်ပို့မဲ့ဆန်တွေမှာငစိန်ဆန်948အစုအမျိုးအစားဆန်တွေဖြစ်ပြီးတရေစာနဲ့ခောက်ဆွဲတွေပြုလုပ်ရမှာအသုံးပြုတဲ့ဆန်တွေဖြစ်တယ်လို့ရေနှင်းမြုပ်ရာဒေတာတွေကဆန်တွေကိုကြိတ်ခွဲထားတာကြောင့်ကြာမြင့်စွာတူလောင်ထားလို့မရတဲ့ဆန်တွေဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာပြည်ပတင်ပို့ခွင့်ပိတ်ထားတဲ့တပတ်အတွင်းစံတန်ချိန်6000ခန်းရှိတယ်လို့သိရပါဗျ။ မြို့နယ်ဆန်စပါးကုံတဲများအသင်းကကုံတဲတအူးကပြည်ပကိုတရားဝင်ဆန်တင်ပို့ခွင့်ပိတ်စာရုတ်တရက်ထွက်လာချိန်မှာတက်သွားတဲ့ကား38စီးကလွဲကျဲရောက်ပြီးမှဆာထွက်တာဖြစ်တဲ့အတွက်နာကဆကိုလည်းဘာမှပြောလို့မရပဲနာကဆကစီးပွားကူးတန်းကိုဆန်ကား38စီးနေဆက်ဖြတ်ဖို့ကြေးနန်းတင်ထားပေမဲ့ရုံးပိတ်ရဖြစ်တဲ့အတွက်ဘာမှအကြောင်းမပြန်တာကြောင့်ကားတွေကလှည့်ပြန်ခဲ့ရတယ်လို့ပြောပါတယ် ရေလွှမ်းမှုရာဒေသတွေဖြစ်တဲ့အတွက်ဆန်တွေကိုကောင်းစွာနေလန်းထားရမှုမရှိဘဲကြိတ်ခွဲပြီးပို့ခဲ့တာကြောင့်ကြာမြင့်စွာတိုးလောင်မထားနိုင်တဲ့ဆန်တွေဖြစ်ပြီးအခုဆန်တွေဟာအပူလောင်ပြီးအစိမ်းရောင်ပြောင်းသွားတယ်လို့သိရပါဗျ။